အလုံးအရှင်းပြကြရတော့ဗျ။အိန္ဒိယနဲ့ပါကစ္စတန်ရတလောဖြစ်နေတဲ့ကက်ရှမီးယားအရေးကြောင်းနှစ်နိုင်ငံစစ်ပွဲစီကိုဥတီသွားလိမ့်မလားဆိုပြီးတော့နှစ်နိုင်ငံပြည်သူတွေရောနိုင်ငံရေးလုံတဲ့သူတွေကရောစိုးရိမ်နေကြပါဗျ။ဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်ကနှစ်နိုင်ငံစလုံးတစ်ဖက်ကနေတစ်ဖက်ကိုဝင်လာမဲ့ပြည်သူတွေကိုဗီဇာမပေးဘဲနဲ့လောလောဆယ်ရပ်ဆိုင်ထားပါဗျ။ပြီးတော့နှစ်နိုင်ငံကြားမှာအင်မတန်အရေးပါတဲ့1960ခုနှစ်ကချုပ်ဆိုထားလက်မှတ်ရေးထိုးထားတဲ့ဒီအိန္ဒုရေခွဲဝေသုံးဆွဲရေးသဘောတူစာချုပ်နဲ့ပတ်သက်ပြီးတော့လည်းအိန္ဒိယဘက်ကနေရပ်ဆိုင်ထားပါဗျ။ ဒီအကြောင်းအပြည့်ဆုံးတော့ကျွန်တော်တို့ပြီးရင်လေ့လာကြရမှာပါဆိုတော့ဒီဟာကကျွန်တော်တို့ပြီးခဲ့တဲ့ဧပြီလ20နဲ့နှစ်ရက်နေတုန်းကဒီအိန္ဒိယထိန်းချုပ်တဲ့ကက်ရှမီးယားဒေသမှာအိန္ဒိယလူအိန္ဒိယလူ26ယောက်တပ်ဖြတ်ခံရတဲ့ကိစ္စကနေပြီးတော့ဆက်ဖြစ်လာတဲ့နောက်ဆက်တွဲကိစ္စတွေဖြစ်ပါတယ်ဆိုဒီနေ့တော့ကျွန်တော်တို့ဒီကက်ရှမီးယားမှာအာဒီအိန္ဒိယခီးသွားတွေတပ်ဖြတ်ခံရတဲ့အကြောင်းအပြည့်အစုံအပြင်ဒီနောက်ကမှာဘလို့အကျိတ်ခဲတွေရှိနေတယ်လေပြီးတော့လက်တလုံး နှစ်နိုင်ငံစလုံးရက်ဆိုင်လိုက်တဲ့သဘောတူစာချုပ်နဲ့ပတ်သက်ပြီးတော့ဘလောက်ထိအရေးပါတယ်ပြီးတော့လက်ရှိတလောဆယ်အခြေအနေကနေပြီးတော့တိုက်ပွဲတွေစစ်ပွဲတွေဖြစ်တဲ့အခြေအနေတွေရောက်သွားနိုင်သလားဆိုတော့အပြည့်စုံလေ့လာကြည့်အောင်ပါ Friends Today from the soil of Bihar I say to the whole world इंडिया विल आइडेंटिफाई ट्रैक एंड पनिश एवरी टेररिस्ट एंड दर बैकर वी विल परस्यू दैम टू द एंड्स ऑफ द अर्थ India's spirit will never be broken by terrorism. terrorism will not go unpunished. Every effort will be made to ensure that justice is done. The entire nation is firm in this resolve. Everyone who believes in humanity is with us. I thank the people of various countries and their leaders who have stood with us in this time ကျွန်တော်တို့ကြည့်ခဲ့ရတာကဒါမိုဒီမနေ့ကပေါ့နော်ဘီဟားပြည်နယ်မှာပြောတော်တဲ့မင်းခွန်းပါကျွန်တော်မင်းခွန်းအစအဆုံးကစုစုပေါင်း28မိနစ်ကြာပါတယ်ဒါပေမဲ့28မှာရှေးကဒီမိနစ်20 22မိနစ်လောက်ပေါ့နော်အဲ့ဒီအတိုင်းအတာတစ်ခုလုံးကမိုဒီကဟင်ဒီလိုပဲဘန်ဒီပါသာစကားနဲ့ပဲပြောသွားတာဒါပေမဲ့နောက်ပိုင်းဆုံးကနေ့လေးမှာသူကအင်္ဂလိပ်လိုမျိုးပြောင်းပြီးပြောသွားတာကို ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒါကဘာကိုပြနေတယ်လဲဆိုတော့ဒါကသူပြည်တွင်းမှာတင် ပြောကျင်တာမဟုတ်ပဲねဒီနိုင်ငံတကာဘောကသတင်းစကားပေးကျင်တာလို့ကျွန်တော်တို့ဒီမှာနားလည်ရပါတယ်အဲဆိုတော့နောက်တစ်ခုကကြတော့ဒီမိုဒီပြောထားတဲ့စကားလုံးတွေကတော်တော်ကြမ်းကြမ်းတန်းတန်းစကားလုံးတွေတုံသွားတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာနောက်တစ်ခုသတိထားတင်တာကဘာလဲဆိုတော့ဒီဂျမွင်ကက်ရှမီယာအခုနေရာက တောက်လျှောက်ပြဿနာတွေတောက်လျှောက်ဖြစ်နေတာပေါ့နော်ကျွန်တော်တို့အခုတပ်ဖြတ်ခံရတော့26ရောက်ပေါ့ဒါပေမဲ့ဒီရှေ့မှာဒီထက်ပိုပြီးတော့လူဦးရေပိုများများ နောက်ပြီးတော့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေအများဆုံးတပ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေရှိခဲ့ဘူးပါတယ်။ဒါဆိုကြပါဆိုကျွန်တော်တို့အိန္ဒိယတိုင်းနိုင်ငံလုံးနဲ့ရှင်ကြည့်လိုက်လို့ရှိရင်ဒီ2008ခုနှစ်တုန်းကမွန်ပိုင်းတိုက်ခိုက်မှုဆိုလို့ရှိရင်ဒါလူ190ကျော်တောင်တေခဲ့တာပေါ့နော်။ဆိုတော့တော်တော်ကြီးတဲ့တိုက်ခိုက်မှုတွေဘုံခွဲတပ်ဖြတ်မှုတွေရှိမှအများကြီးဖြစ်ခဲ့ပါတယ်။နောက်တစ်ခုကဒီအခုအိန္ဒိယထိန်းချုပ်ထားတဲ့ဂျမ္မူးကက်ရှမီးယားအပေါ်မှာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒီဘက်မှာဆိုလို့ရှိရင်ဒါတရုတ်အာပိုင်ထားတဲ့ကက်ရှမီးယားနိုင်ငံတွေတခုရှိပါသေးတယ်။ဒီနေရာတွေမှာကတောက်လျှောက် ပြဿနာတွေဒီတစ်ဖက်မှာဆိုကျွန်တော်တို့ရှင်ချမ်းတရုတ်ရဲ့ဝီဂါတွေနေတဲ့ရှင်ချမ်းပြည်နေတွေနဲ့ဆက်ဆံနေတာပေါ့နော်ပြဿနာတွေတောက်လျှောက်ဖြစ်နေတဲ့နေရာပေါ့ဒါပေမဲ့အခုဒီချိန်ကျတော့မှဘာဖြစ်လို့အတန်ကျရတာလဲပေါ့နော်ကျွန်တော်တချို့ကမေးနိုင်တယ်ဒီဂျမိုးရင်ကက်ရှမီးယားဒေတာဆိုတာအမြဲတိုက်ခိုက်မှုတွေဖြစ်နေတဲ့နေရာမဟုတ်ဘူးလားအာအမြဲဘုံခွဲမှုတွေဖြစ်နေတဲ့နေရာမဟုတ်ဘူးလားအခုမှဘာကြောင့်အုံအုံချွတ်ချွတ်ဖြစ်ရတာလဲဆိုပြီးတော့မေးကောင်းမေးနိုင်ပါတယ်ဆိုတော့ဒါကိုနားလည်ဖို့တော့ကျွန်တော်တို့ဒီဂျမိုးရင်ကက်ရှမီးယားဒေတာရဲ့သဘောတဘာပါပေါ့နော်နောက်တစ်ခုကအခုလောလောဆယ်မိုဒီရဲ့အခြေအနေနိုင်ငံရေးအခြေအနေတချို့ကိုကျွန်တော်နည်းနည်းနားလည်အောင်ကြည့်အောင်ပ ဆိုတော့ကျွန်တော်တို့ဒီမှာနေမြေပိုင်းခြားမှုအကန့်အသတ်တချို့ကြည့်အောင်ပါဆိုတော့ပုံမှန်အဖြစ်ကက်ရှမီးယားလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ကကက်ရှမီးယားဒေသတစ်ခုပေါ့နော်ဒီပါကစ္စတန်နဲ့အိန္ဒိယအပေါ်ပိုင်းမှာရှိတဲ့ဒီမြောက်ပိုင်းမှာရှိတဲ့နေရာကိုကျွန်တော်တို့မြင်ရတော့ဒါပေမဲ့တကယ်တကယ်တော့ဒီနေရာမှာနေရာ၃နေရာကျွန်တော်တို့ခွဲခြားပြီးတော့ကြည့်ရပါလိမ့်မယ်ဆိုတော့ပထမတစ်ခုကတော့ဒါအိန္ဒိယနဲ့ကတ်လျက်ပေါ့နော်ဂျမ္မူးကက်ရှမီးယားသူ့ကိုတော့ JNK ဆိုပြီးတော့အများစုက တည်ကြတာပေါ့ဒါဂျမ္မူးရဲ့ကက်ရှမီးယားအပေါ်မှာဒီဟာရဲ့အပေါ်မှာကြတော့မှကျွန်တော်တို့ဒါပါကစ္စတန်ကထိန်းချုပ်တဲ့ကက်ရှမီးယားအခုနကဂျမ္မူးရဲ့ကက်ရှမီးယားကြတော့အိန္ဒိယကထိန်းချုပ်တာကက်ရှမီးယားကြတော့အပေါ်ပိုင်းကက်ရှမီးယားကြတော့ဒါပါကစ္စတန်ကထိန်းချုပ်တာပြီးတော့မှဒီဒီဘက်အချမ်းမှာကျွန်တော်တို့တရုတ်ဒီရှင်ကျန်းနဲ့တွားပြီးတော့ဆက်ဆံနေတဲ့ကက်ရှမီးယားဒေသတခုရှိပါတယ်အဲ့ဒါကိုသူတို့ခေါ်တော့ဒီ exchange chain ဆိုပြီးတော့ခေါ်တာပေါ့ဆိုတော့ဒီနေရာကဒါတရုတ်ထိန်းချုပ်တဲ့ကက်ရှမီးယားဒေသလို့ကျွန်တော်တို့ပြောပြောလို့ရပါတယ်ဆိုတော့ကက်ရှမီးယားဒေသတခုလုံးကို ၃ဘိုင်းခွဲပြီးတော့ကျွန်တော်တို့ကြည့်လို့ရတာပေါ့ဆိုတော့အခုပြဿနာဖြစ်တဲ့အခုတိုက်ခိုက်မှုဖြစ်တဲ့ဒီပြစ်ခတ်မှုဖြစ်တဲ့လူ၂၆ယောက်တပ်ဖြတ်ခံရတဲ့နေရာပေါ့အဲ့နေရာကတော့ကျွန်တော်တို့အိန္ဒိယထိန်းချုပ်တဲ့ဂျမွန်ကက်ရှမီးယားဒေသထဲမှာရှိတာပါဆိုတော့ဒီဒေသမှာဒီလိုတိုက်ခိုက်မှုမျိုးကအခုမှဖြစ်လာလားဆိုမဟုတ်ဘူးနော်ရှေ့မှာကျွန်တော်ပြောခဲ့သလိုအများကြီးဖြစ်ခဲ့ဘူးလားလောလောလတ်ဖြစ်ခဲ့တာတွေကျွန်တော်တို့အများကြီးရှိတယ်ကျွန်တော်တို့စရင်တချို့ကိုကျွန်တော်တို့ပြန်ကြည့်အောင်ပါဆိုတော့ဒီနောက်ဆုံးအကြမ်းဖက်တိုက်ခိုက်မှုပေါ့နော်ကြီးကြီးမားမားဖြစ်ခဲ့တာလို့ကျွန်တော်တို့ပြောလို့ရတာ2019ခုနှစ်တုန်းက တစ်နှစ်ထဲမှာ၄လတောက်လျှောက်ပေါ့နော်အဲ့ဒီနေရာမှာတိုက်ခိုက်ခံရတာတွေဖြစ်ခဲ့တယ်အများဆုံးတည်တာကဒီအိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေအများဆုံးတည်တာရသပေါင်းမှုနည်းပါတယ်ဆိုတော့အဲ့ဒီမှာတိုက်ခိုက်ခံရတဲ့စုစုပေါင်းဒေဆုံးတဲ့ပမာဏကလူပေါင်း60ပါကျော်ပါတယ်60ကျော်ပေါ့နော်ဆိုတော့တစ်နှစ်ထဲဒီတစ်နှစ်ထဲအတိုင်းတာနဲ့တိုက်ခိုက်ခံရမှုတွေမှာဆိုရင်လူ60တည်တာဒါအများဆုံးလို့ပြောလို့ရတာပါ2019ခုနှစ်နောက်ပိုင်းမှာဆိုတော့နောက်ပိုင်းမှာတစ်ခါထပ်ဖြစ်တည်တာက2023မှာတစ်ကြိမ်2024မှာတစ်ကြိမ်ပေါ့နော်အဲ့ဒီမှာတည်တာကကျတော့9ယောက် ဒါပထမ2023မှာ9ရောက်နေဒီ2024မှာ9ရောက်ပေါ့နော်အတီးဒီဒေတာအဲ့ဒီမှာတော့အရက်သားတွေများပါဆိုတော့အကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီဒေတာမှာတိုက်ခိုက်မှုတွေဘုံခွဲမှုတွေဖြစ်နေတာကမဆန်းမှုလို့ကျွန်တော်တို့ပြောရမှာပေါ့ဒါပေမဲ့အခုမှပါလို့အတန်ကျရတာလေပေါ့နော်ဆိုတော့ပထမဦးဆုံးအကြောင်းပြချက်ကတော့2019ခုနှစ်နောက်ပိုင်းကလေးကစပြီးမိုဒီကဒီဂျမွင်ကက်ရှမီးယားဒေတာကိုခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ promotion ဆင်းတယ်ပြီးတော့သတင်းစာတွေရုပ်သံတွေမှာလည်းဒီအကြောင်းအမြဲတမ်းကြွညာတွေထည့်ပြီးတော့ခရီးသွား တွေကိုဆွဲဆောင်လေးခဲ့တာပါ2019ခုနှစ်နောက်ပိုင်းကတည်းကဆိုတော့ပြောချင်တာကဒီနေရာကအရင်တုန်းကလိုနာမည်ဆုံးတွေကြော်ကြားတဲ့ဒီဘုံခဲမှုတွေပြစ်ခတ်တက်ခတ်မှုတွေမရှိပါဘူးပုံမှန်ဖြစ်နေပါပြီဆိုတော့မူရီဆိုးရကအမြဲတမ်းပြနေခဲ့ပါတယ်ပြီးတော့ဒီနေရာကပိုလဲလှတယ်ပြီးတော့ရေခဲတောင်တွေနဲ့ဟိုအရန်လှတဲ့နေရာပေါ့နော်ဒီနေရာကိုခီးသွွားလုပ်ငန်းတွေသူကတော့ရှော့ခီးသွွားတယ်ပြည်တွင်းခီးသွွားတွေရောပြပခီးသွွားတွေကိုဆွဲဆောင်နေခဲ့တာပေါ့နောက်တစ်ခုဒီမှာကျွန်တော်တို့ထည့်သွင်းစဉ်းစားတင်တာကနိုင်ငံတကာရဲ့တုံ့ပြန်မှုဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီမတိုင်ခင်ကဒီပြစ်ခတ်တိုက်ခိုက်မှုဖြစ်တာက သူ26ကိုဒီတက်ဖြတ်ခဲ့တာက20နှစ်နှစ်ရည်နေပေါ့နော်အဲ့ဒီမတိုင်ခင်တရည်နေ20နှစ်တရည်နေက American သူသမတ JD Vance ကမော်ဒီနဲ့တွေ့ဖို့ဆိုပြီးတော့အိန္ဒိယကိုရောက်နေခဲ့ပါတယ်ဆိုတော့ပြောရရင်တော့သူကအဲ့ဒီမှာရောက်နေတော့အဲ့ဒီအကြောင်းကိုအတန်းထွက်တယ်ပေါ့နော်မီဒီယာတွေမှာစပြောတယ်ပြီးတော့နောက် Trump ကလည်းဒီ Kashmir တက်ဖြတ်မှုနဲ့ပတ်သက်ပြီးတော့ပြောတာတွေ့တယ်နောက်တစ်ခါ Putin ပြောတာတွေ့တယ်ဒါဒါတော့ဒီမော်ဒီရဲ့မဟာမိတ်နိုင်ငံတွေပေါ့နော် Russia နဲ့ American ကဒီအကြောင်းကိုထုတ် ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရတယ် ဆိုဒီဟာကလည်းဒီကိစ္စအတန်ကျေရခြင်းရဲ့အကြောင်းရင်းတစ်ခုပေါ့နော်ဘာလို့လဲဆိုအရင်တော့ဒီကက်ရှမီယာဂျမ္မုဝင်ကက်ရှမီယာဒီဒီဝီဂန်နဲ့ဆက်တဲ့ဆက်ပြီးတော့ရှိတဲ့ဒီအက်ဆိုင်းချင်းပေါ့နော်အဲ့ဒီနေရာတွေမှာရှိတဲ့ဟာတွေဘုံခွဲမှုတွေတက်ပြတ်မှုတွေနိုင်ငံတကာကဝင်ပြောတာမျိုးမရှိဘူးအခုကျတော့ JD Vance ရောက်နေတာဖြစ်တယ်နောက် Trump ကလည်းပြောတယ် Putin ကလည်းပြောတယ်ဆိုတော့နိုင်ငံတကာရဲ့အာရုံစိုက်မှုပိုရတယ်ပေါ့နော်ဒါကတနည်းအားဖြင့်ပြောရရင် Modi အတွက်အခွင့်အလမ်းကောင်းတစ်ခုလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ် ဆိုတော့ကျွန်တော်တို့ဒီပြစ်ခတ်တပ်ဖြတ်မှုအဲ့ဒီ22ရက်နေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုနည်းနည်းလေးလည်းပြန်ကြည့်အောင်ပါအဲ့ဒီတုန်းကလောက်တာကသူကဒီခီးသွွားလဲပတ်နေတဲ့ခီးသွွားတွေပေါ့နော်ခီးသွွားအဖွဲအဲ့ဒီအဖွဲဒီရှုခင်းကြည့်နေတုန်းမှာဝင်ပြစ်တာပေါ့ဝင်ပြစ်တော့ဒီရုတ်တရက်တော်ရဲကနေပေါ်လာပြီးတော့သူတို့အခုအိန္ဒိယအာရဲတပ်ဖွဲ့ကပြောထားတော့၄ရောက်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဒီ၄ရောက်တနက်ကင်၄ရောက်ကနေဝင်အနိကပ်ပြစ်သွားတယ်လို့ပြောတာပေါ့26ရောက်ထေသွားတယ်အခုအတန်းအားထားလည်းရှိတယ်အ ਨੇ စုံ28ရောက်အထိ သိဆုံးနိုင်တယ်ဆိုပြီးပြောတယ်။နေပေါ်နိုင်ငံသားတယောက်ပါတယ်။ကျန်တဲ့လူတွေအကုန်လုံးကတော့အိန္ဒိယနိုင်ငံသားတွေကြီးပဲပေါ့နော်။ဒီမှာတစ်ခုရှိသေးတာကအိန္ဒိယနိုင်ငံသားတွေကမြို့တစ်မြို့တည်းကမဟုတ်ပဲနဲ့ပြည်နယ်အိန္ဒိယတနိုင်ငံလုံးအနှံ့ပြည်နယ်ပေါင်းစုံကလူတွေပေါ့။ဆိုတော့ဒါကလည်းအဲနောက်နောက်ထပ်တစ်ချက်ပေါ့နော်။ဒီအိန္ဒိယပြည်သူတွေကိုပို့ပြီးဒေါသထွက်စေတဲ့တစ်ချက်ပေါ့။မြို့တစ်မြို့တည်းကဆိုလို့ရှိရင်မြို့တစ်မြို့တည်းကပဲဆန္ဒပြတာမျိုးဖြစ်မှာပေါ့။ဒါပေမဲ့အခုကျတော့ပြည်နယ်ပေါင်းများစွာကပါတဲ့အတွက်ကြောင့်မလို့ပြည်နယ်တော်တော်များများကအခုဆန္ဒပြနေကြတယ်။သူတို့ပြင်တော့ပါကစ္စတန်ကို ဟိုတခုခုအရေးယူဖို့နှိမ်နှင်းဖို့ဆိုတာမျိုးဆန္ဒပြနေကြတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကအအုံချွတ်ချွတ်ဖြစ်ရခြင်းနောက်ထပ်အကြောင်းရင်းတစ်ခုလို့ကျွန်တော်တို့ဆိုလို့ရမှာပေါ့ဆိုတော့အခုအအခုနာတစ်သွားတဲ့တနတ်သမား၄ယောက်ထဲက၃ယောက်ကိုတော့အခုအိန္ဒိယရဲ့တပ်ဖွဲ့ကနေပြီးတော့အလိုရှိတဲ့စည်ရင်းနေနေပေါ့နော်သူတို့ဂျင်ညာချက်ထုတ်ထားတာကျွန်တော်တွေ့ရတယ်အဲ့စည်ရင်းထုတ်ထားတဲ့အလိုရှိအောင်ဂျင်ညာချက်ထုတ်ထားတဲ့၃ယောက်ထဲမှာ၂ယောက်ကအိန္ဒိယအစိုးရရဲ့ထုတ်ပြန်ချက်ရဆိုရင်တော့ပါကစ္စတန်နိုင်ငံသားတွေလို့သူတို့ပြောထားပါတယ်ဆိုတော့ဒီပြစ်ခတ်မှုကိုဘယ်သူလုပ်တာလဲ စောပိုင်းမှာတော့ဘယ်သူလုံးမှန်းကျွန်တော်တို့တရက်ကြားတဲ့အထိမသိရသေးပါဘူးအိန္ဒိယဘက်ကတော့ဒါဟာပါကစ္စတန်အဲနောက်ကြောထောင်နောက်ခံပြီးထားတဲ့အဖွဲ့တွေလောက်တာလို့ပဲပြောတယ်အဖွဲ့နာမည်ဘယ်အဖွဲ့လဲဆိုတော့မပြောဘူးပေါ့နော်ဒါပေမဲ့မနေ့ကတော့တနေ့ကတော့အာ20နဲ့3ရက်နေ့ကတော့ထွက်လာတယ်ပေါ့နော်အဲ့ဒါက Telegram ကကြီးညာချက်တစ်ခုထွက်လာတာပါ Telegram က group တစ်ခုပေါ့အဲ့ဒီအဖွဲ့ရဲ့နာမည်က TRF the resistant front ဆိုတဲ့အဖွဲ့ပါဆိုတော့ကျွန်တော်တို့ဒီ TRF အဖွဲ့အကြောင်းကိုနည်းနည်းလေ့လာကြည့်အောင်ပါ ဆိုတော့အိန္ဒိယနိုင်ငံနဲ့မှာအဖွဲ့ပေါင်းစုံကသူတို့စည်ရင်းအရာဆိုရင်တော့အိန္ဒိယနိုင်ငံအစိုးရကအကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့အဖွဲ့ပေါင်း40နဲ့4ဖွဲ့တော့ရှိပါတယ်ဆိုတော့ဒီထဲမှာဒီ the resistant front အခုတိုက်ခိုက်မှုလုပ်တဲ့ TRF အဖွဲ့ကအဲ့လောက်ထိနာမည်မကြီးပါဘူးသူက ပြောရရင်တော့2019လောက်တုန်းကမှစပြီးတော့ပေါ်လာတဲ့အဖွဲ့ပေါ့နော်အဖွဲ့ငယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီကြားထဲမှာဆိုသတင်းတွေ2023တုန်းကတိုက်ခိုက်မှု2023ကတိုက်ခိုက်မှု2024တုန်းကတိုက်ခိုက်မှုလို့ တုံးကတော့ဒီအရသား9ယောက်တည်တယ်အရသား9ယောက်တည်တယ်ပေါ့နော်အာတိတ်ပြီးတော့ကြီးကြီးတဲ့အဲကြီးမားတဲ့တိုက်ခိုက်မှုတွေတော့မဟုတ်ခဲ့ဘူးလူတွေဆုံးမှုလည်းနည်းတယ်ပေါ့နော်9ယောက်9ယောက်ဖြစ်ခဲ့တယ်အခုတော့26ယောက်မဖြစ်ခဲ့ဘူးဆိုတော့အဲ့ဒီတုံးကသူတို့နာမည်ခံခဲ့တာရှိတယ်ဒီ DRF အဖွဲ့ပဲပေါ့နော်ဒါပေမဲ့အိန္ဒိယအစိုးရကဒီမှာတခုရှိတာကဒီ2019ခုနှစ်တုန်းကစပြီးတော့ DRF အဖွဲ့ကစပေါ်ခဲ့ပေမဲ့ဒီကြားထဲမှာသူတို့လိုက်နှိမ်နေတာမျိုးတွေရှိတယ်အကြမ်းဖက်အဖွဲ့လို့မကြင်ညာခဲ့ပါဘူး 2023ခုနှစ်ရောက်တော့မှဒီ DRF အဖွဲ့ကိုသူတို့အကြမ်းဖက်အဖွဲ့စည်းရင်းနေကိုထည့်ခဲ့တာပေါ့ပြီးတော့မှ2023မှာတိုက်ခိုက်မှုဖြစ်တယ်2024မှာတိုက်ခိုက်မှုဖြစ်တယ်အခု2025မှာနောက်ဆုံးဒါ26ရောက်တပ်ဖြတ်မှုဖြစ်တယ်ပေါ့နော်ဆိုတော့မှအိန္ဒိယအစိုးရကဒီ DRF အဖွဲ့ကိုအလောက်ထိဟိုဇောင်းတင်ပြီးတော့ဇန်းတင်ပြီးတော့မပြောပါဘူးဆိုတော့သူတို့ပြောတာကဘာလဲဆိုတော့ဒီ DRF DRF အဖွဲ့ဟာဒီ LED ဆိုတဲ့ဒီအင်မတန်နာမည်ကြီးပြီးတော့အင်အားလည်းကြီးတယ်ဩဇာလည်းကြီးတယ်ပါကစ္စတန်အခြေစိုက်အကြမ်းဖက်အဖွဲ့တစ်ခုရှိပါတယ် ဲ့ဒီအဖွဲရဲ့အစိုးရအပွားအဖွဲလို့ပဲပြောပါတယ်ဆိုတော့ကျွန်တော်တို့ဒီ LED အဖွဲအကြောင်းကိုအနည်းငယ်ပြန်ပြီးတော့တူးဆွကြည့်အောင်ပါဆိုတော့အိန္ဒိယအစိုးရရဲ့ပြောပုံရတော့ဒီ TRF အခုတိုက်ခိုက်မှုကိုလုပ်တဲ့ TRF အဖွဲကဒီ LED Lashkar-e Taiba လို့သူ့ကိုအရှိကောက်ခေါ်တာပေါ့နော်အတူကောက်ကတော့ LED ဆိုပြီးတော့ရေးကြပါတယ်ဆိုတော့ဒီအဖွဲရဲ့အစွဲပွားဖြစ်တယ်လို့ဆိုတာပေါ့ဆိုတော့အခု LED အဖွဲကတကယ်တကယ်တော့ဒီ1985 86လောက်က စပြီးတော့ဖွဲ့ခဲ့တယ်အဖွဲ့ပါကျွန်တော်တို့ကျွန်တော်ခါတိတော့ပြန်ပြန်များကြည့်တဲ့အဲကျွန်တော်တို့မိတ်ဆွေတွေဆိုသိပါလိမ့်မယ်အဲ့ဒါကဆိုဗီယက်အာဖဂန်စစ်ပွဲဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့တုန်းကအော့စမာဘင်လာဒင်စပြီးတော့ခေါင်းထောင်နေတဲ့အချိန်ပါဆိုတော့တချို့ဒီတမိုင်းဆိုင်ရာဒီပညာရှင်တွေနောက်ပြီးပမောက်ခါတွေပြောကြတာကဒီ LED အဖွဲ့ပါကစ္စတန်ထဲမှာအခြေစိုက်တဲ့ဒီ1985နဲ့86မှာအခြေစိုက်တဲ့ဒီအဖွဲ့ကိုအော့စမာဘင်လာဒင်ကငွေကြေးထောက်ပံ့ပေးဖို့လို့လဲဆိုကြပါတယ်နောက်တစ်ခုကဒီ LED အဖွဲ့ဟာ Al Qaeda နဲ့ ဟိုဆက်ဆက်နွယ်မှုရှိနေတယ်လို့လည်းသူကပြောထားဘူးတယ်မနော်ဒီ LED အဖွဲ့ကပါကစ္စတန်နိုင်ငံထဲမှာအခြေစိုက်ပြီးတော့လှုပ်ရှားလို့အင်မတန်ကြာပါပြီဆိုတော့ကျွန်တော်တို့အိန္ဒိယသတင်းတွေဖတ်ကြတဲ့သူတွေဒါမှမဟုတ်အိန္ဒိယဘောလီဝုဒ်ရုပ်ရှင်တွေကြည့်ကြတဲ့သူတွေဆိုရင်တော့တချို့ဘုံခွဲတဲ့ရုပ်ရှင်တွေအော်ဟိုတိကြပါလိမ့်မယ်ကျွန်တော်တို့မွန်ဘိုင်းတိုက်ခိုက်မှုတို့ဘင်္ဂလောတိုက်ခိုက်မှုတို့စသဖြင့်ပေါ့နော်ဟိုက်ဒရာဘတ်တိုက်ခိုက်မှုတို့ဒူအများကြီးတည်တဲ့ဘုံခွဲမှုတွေတိုက်ခိုက်မှုတွေပါဆိုတော့အဲ့ဒီတိုက်ခိုက်မှုအများစုကိုလောက်တာကဒီ LED အဖွဲ့ပါပဲဆိုတော့ အဲ့ဒီအဖွဲ့ရဲ့ရွေးချယ်ကတော့ရှင်းတယ်သူကအခုပြဿနာတက်နေတဲ့ဂျမ္မူကက်ရှမီးယားအပေါ်ကက်ရှမီးယားဒီကက်ရှမီးယားပြည်နယ်တွေကိုပါကစ္စတန်နဲ့ပေါင်းပစ်ဖို့ပါပဲဒါသူတို့ရဲ့ရွေးချယ်ပေါ့ဒါပေမဲ့တချို့ဒီအကြမ်းဖက်အဖွဲ့အစည်းတွေကိုလေ့လာတဲ့အဲပညာရှင်တွေပြောကြတာကတော့သူတို့ရဲ့ရွေးချယ်ကပါကစ္စတန်နဲ့ကက်ရှမီးယားကိုပေါင်းပစ်ဖို့တွေမကပဲနဲ့ဒီဒီဒေသမှာဒီအစ္စလာမ်နိုင်ငံတော်ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ ISIS တွေလုပ်တဲ့ပုံစံမျိုးတီထောင်ခြင်းတွေဆိုပြီးတော့ပြောကြတာမျိုးလည်းရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ LED ဘက်ကတော့တခုခု ပြန်ပြီးတော့တုံပြန်လာမျိုးတော့ကျွန်တော်တို့မတွေ့ရပါဘူးဒါကတော့ LED အကြောင်းပေါ့ဆိုတော့အခုချိန်ထိအိန္ဒိယဘက်ကပြောနေတာကဒီ TRF ဆိုတဲ့အဖွဲ့ကိုနာမည်ကိုထည့်မပြောဘူးねသူက LED နဲ့အစွဲအပွားဆိုတာမျိုးပဲပြောတာပေါ့နော်ဆိုတော့ဒီမှာသူတို့ထုတ်မပြောပြီမဲ့သူတို့ပြောကျင်တဲ့အဓိကအကြောင်းအရာက LED ရဲ့အစွဲအပွားလို့ပြောလိုက်ခြင်းအပြင်အခုတိုက်ခိုက်တဲ့ TRF အဖွဲ့ဟာပါကစ္စတန်ကထောက်ပံ့ထားတယ်လို့ပြောကျင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ TRF အဖွဲ့ရဲ့ Telegram မှာထုတ်ပြန်ချက်ထဲမှာရေးထားတာက ခုတိုက်ခိုက်မှုသူတို့လုပ်ရတဲ့အကြောင်းပြချက်ပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီဂျမွင်းကက်ရှမီးယားပြည်ဒေသကိုအပြင်ကလူတွေလာပြီးတော့အခြေချတာကိုသူတို့လုံးဝစန့်ကျင်နေပေါ့နော်အဲ့ဒါကြောင့်မလို့အခုပြစ်ခတ်တိုက်ခိုက်မှုကိုလုပ်တာဆိုပြီးသူကစိုးထားပါတယ်သူသူအုံလုံးနဲ့မှာတော့ outsider ဆိုပြီးတော့သုံးအပြင်ကလူတွေဧည့်သည်တွေလာပြီးတော့ဒီမှာအခြေချတာကိုမကျေနပ်ဘူးပေါ့နော်ဆိုတော့အိန္ဒိယအစိုးရကသူတို့သူတို့ရဲ့သဘောကသူတို့ရဲ့ဆိုလိုရင်းကတော့အိန္ဒိယအစိုးရကဒီဒေသမှာဟိန္ဒူတွေများလာအောင်ဒီဂျမွင်းကက်ရှမီးယားအဓိကမွတ်စလင် အဲဒီအစ္စလာမ်ဘာသာဝင်တွေအဓိကအများစုနေတဲ့နေရာပေါ့ဆိုတော့အဲ့ဒါကိုဒီဟိန္ဒူတွေအများစုကိုနေထိုင်ခွင့်ပေးခြင်းအပြင်ဒီနေရာမှာလူဦးရေကဟိန္ဒူကပို့ပြီးတော့များလာပေါ့ဆိုတော့အဲ့ဒါမျိုးကိုမလိုချင်ဘူးပေါ့နော်သူတို့ကအဲ့ဒါကိုစန့်ကျင်နေဆိုပြီးတော့ဆိုလိုတဲ့သဘောဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့အခုတက်ဖြတ်ခံရတာကလာပြီးတော့အခြေချတဲ့သူတွေမဟုတ်ဘူးလေဆိုတော့ခီးသွားတယ်များတော့ဆိုတော့သူထုတ်ပြန်ချက်နဲ့ဒီအခုသူတို့လုပ်တဲ့လုပ်ရည်နဲ့ဆိုရင်တော့တိတ်ပြီးတော့မဆိုင်ဘူးနည်းနည်းလွဲနေတာကိုကျွန်တော်တို့မြင်ရတာပေါ့ဆိုတော့အခုချိန်ထိတော့ ခုအဲ့တပ်ဖြတ်မှုပြက်ခတ်မှုတွေမှာပါတယ်ဒီဒီအဖို့ကနေတယောက်ကမှမမိသေးပါဘူးပြေးနေလို့မှမလို့မိုဒီကတော့ရေမြေအဆုံးရှာမယ်မြေလန်ရှာမယ်ဆိုတာမျိုးပြောနေတာတော့ရှိတာပေါ့ဆိုတော့ဒါမဲ့အခုကိစ္စမှာဟိုထပ်ပြီးတော့ပိုကြီးသွားတယ်အကြောင်းရင်းနေတယ်မှာတခုကျွန်တော်တို့လေ့လာသင်တဲ့ကိစ္စပါတော့အဲ့ဒါကဒီအိန္ဒုမြစ်မြစ်ကြီးပေါ့နော်အဲ့ဒါကိုခွဲဝေတုံးဆွဲတဲ့သဘောတူစာချုပ်နဲ့ပတ်သက်ပြီးတော့အပြန်အလှန်အဲပြောနေကြတဲ့ကိစ္စပေါ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီအိန္ဒုမြစ်ကြီးခွဲဝေတုံးဆွဲရင်းနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေးအသေးစိတ်လေ့လာကြည့်အောင်ပါဆိုတော့ကက်ရှမီးယားမှာအခုနောက်ကပြစ်ခတ်မှုဖြစ်ပြီးတော့နောက်တနေ့မှာပဲဒီအိန္ဒိယမိုဒီဆိုရကဘာပြောတယ်လဲဆိုတော့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံကြားမှာသဘောတူစာချုပ်ချုပ်ထားတဲ့ဒီ Indus Waters Treaty ပေါ့နော် Indus မြစ်မြစ်ရေခွဲဝေသုံးဆွဲရေးစာချုပ်နဲ့ပတ်သက်ပြီးတော့သဘောတူစာချုပ်ကိုရပ်ဆိုင်မယ်ဆိုပြီးတော့ကြေညာလိုက်တာပေါ့ဆိုတော့လို့ကြေညာပြီးတော့ချက်ချင်းပဲပါကစ္စတန်ဘက်ကဘာပြန်ပြောလဲဆိုတော့တကယ်လို့သာအဲ့ဒီသဘောတူစာချုပ်ကိုချိုးဖောက်ပြီးတော့ရေလမ်းကြောင်းပြောင်းတာလို့ မိရေပိတ်ချလိုက်တာလို့လုပ်မယ်ဆိုလို့ရှင်ဒါကဒါစစ်ကျင်ညာတာပဲဆိုပြီးတော့ဒီပါကစ္စတန်ဘက်ကချက်ချင်းပြန်တုံ့ပြန်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာအင်ဒူးမြေကြီးဒီခွဲဝေတုံးဆွေစာချုပ်နဲ့ပတ်သက်ပြီးတော့ပြန်ကြည့်လို့ရှင်ဒီစာချုပ်ကဒီအိန္ဒိယနဲ့ပါကစ္စတန်လွတ်လပ်ရေးရတဲ့1949နောက်ပိုင်းကတည်းကပြဿနာတက်နေခဲ့တာပေါ့နော်ဆိုတော့ဒီမြေကြီးကိုဘယ်လိုခွဲဝေတုံးဆွေမလဲဆိုတော့ပြဿနာတက်နေခဲ့တာအဲ့ဒီကတည်းကဗြိတိရှားအာဒီစီကလွတ်လပ်ရေးရကတည်းကပြဿနာတက်နေခဲ့တာဆိုတော့ဒီအဲ့မှာ1960ခုနှစ်မှာမှာနိုင်ငံသဘောတူညီချက်ရပါ ဆိုတော့ဒါကဘာလဲဆိုတော့ဒီမြစ်6ဆင်းရှိတာပေါ့နော်ဒီအိန္ဒိယနဲ့ပါကစ္စတန်ကိုဖျက်ဆီးတယ်မြစ်6ဆင်းရှိတာအဲ့ထက်မှာအင်ဒူးမြစ်လည်းအပါဝင်ပေါ့ဆိုတော့မြစ်3ဆင်းကိုတော့ဒီအိန္ဒိယထိန်းချုပ်တဲ့နေမြေတဲကအာနေစီးပြီးတော့ကျန်တဲ့မြစ်3ဆင်းကကျတော့ပါကစ္စတန်ထိန်းချုပ်တဲ့နေမြေတဲကနေစီးတယ်ဒါပေမဲ့အဲ့ဒီမြစ်တွေအကုန်လုံးရဲ့နောက်ဆုံးဟိုဒီမြစ်မြစ်ဖြားခံတာတော့အိန္ဒိယလည်းမှာမြစ်ဖြားခံတယ်အကုန်လုံးမြစ်ရဲ့နောက်ဆုံးစီးဆင်းတာကျတော့ဒီပါကစ္စတန်တဲကိုဖျက်ဆီးတယ်ပေါ့ဒါကြောင့်မလို့တကယ်လို့ဒါဒီမြစ်ဖြားကနေပြီးတော့အိန္ဒိယက ြစ်ကိုပိတ်လိုက်တာဒါမှမဟုတ်မြစ်လမ်းကြောင်းပြောင်းလိုက်တာမျိုးတွေလုပ်ရပါတော့ဒီမြစ်အောက်ဘက်မှာရှိတဲ့ပါကစ္စတန်နိုင်ငံကဒီရေအရင်းမြစ်ပြဿနာအကြီးကျယ်ဒုက္ခရောက်မှာဆိုဒါကြောင့်မို့လို့အဲ့တုန်းကတော့နောက်1960တုန်းကတော့နှစ်နိုင်ငံသဘောတူညီတုန်းကတော့ဒီကမ္ဘာပံကဂျာဝင်ပြီးတော့ဂျာဝင်ဆစ်ဆက်ပြီးတော့သဘောတူခဲ့တာပေါ့နော်ဆိုမိုရီကဒီအင်ဒုမြစ်ရေကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဘူးတာအခုမှတော့မဟုတ်ဘူးအခုတော့နည်းနည်းကြမ်းတာပေါ့2016ခုနှစ်တုန်းကပါကစ္စတန်နဲ့ပြဿနာတဲ့တုန်းကတစ်ကြိမ်2019ခုနှစ်တုန်းကအာဒီအပြန်အလှန်ပြစ်ခတ်မှုတွေရှိတုန်းကတစ်ကြိမ် ြောဘူးပါလေအဲ့တုန်းက तू ပြော2016တုန်းက तू ပြောရတဲ့စကားတုံးဟုတ်ဆိုအင်မတန်နာမည်ကြီးပါအဲ့ဒါပါလဲဆိုတော့တွေးနေရေကဘယ်တော့မှအတူတူကမစီစဉ်မှုဆိုပြီးတော့ပြောခဲ့ဘူးလေပေါ့ဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံခုလိုပြဿနာတက်တာကအင်မတန်အရေးပါပါတယ်ကျွန်တော်တို့သတိထားကင်တွေရမယ့်ကိစ္စဖြစ်တယ်ဆိုပြီးတော့လေဒါအိန္ဒိယနဲ့ပါကစ္စတန်အရေးကျွမ်းကျင်တဲ့သူတွေကက်ရှမီးယားအရေးစောင့်ကြည့်တဲ့သူတွေကပြောနေကြတာပေါ့ဘာလို့လဲကျွန်တော်တို့မေးစရာရှိတာဆိုတော့နှစ်နိုင်ငံစလုံးကနျူကလ িয়ার ပိုင်ဆိုင်ကြတဲ့နိုင်ငံတွေဖြစ်လို့ပါပဲဆိုတော့သူတို့ဒါစစ်ထဖြစ်လို့ရှိရင် မလွယ်ဘူးဆိုပြီးတော့တွေးကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့သိရတဲ့လောက်ဆိုလို့ရှိရင်ဒီဒီနေ့မနက်ပိုင်းကပေါ့နော်အာမနက်ပိုင်းကဒီကက်ရှမီးယားဒေတာမှာဟိုဘက်ဒီဘက်ပါကစ္စတန်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေပါကစ္စတန်ရဲတပ်ဖွဲ့တွေနဲ့ဒီဘက်ကဒီအိန္ဒိယတပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတချို့ရှိတယ်လို့လည်းသိရပါတယ်အခုချိန်ကြီးတော့လက်နက်ကြီးနဲ့ပစ်တာမျိုးကျွန်တော်တို့လေကြောင်းကနေပစ်တာမျိုးတော့မသိရသေးပါဘူးဒါပေမဲ့အပြန်အလှန်ပြောဆိုမှုတွေကတော့ရှိနေတယ်ပေါ့နော်ဒီဘက်ကစလို့ရှိရင်ဒီဘက်ကနေ ပြန်ပြစ်မယ်ဆိုတာမျိုးလေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်ဒီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုပြန်ပြစ်မယ်ဆိုတာမျိုးကိုပါကစ္စတန်နဲ့အိန္ဒိယအပြန်အလှန်ပြောနေတာတွေနောက်ကာကွယ်ဝန်ကြီးတွေအပြန်အလှန်ပြောနေတာတွေဆိုကျွန်တော်တို့ရှိပါတယ်အခုချိန်ကြီးတော့ကြီးကြီးမားမားပြစ်ခတ်မှုတော့မရှိသေးပါဘူးဆိုတော့အခုလောဆယ်မှာဆိုကြတာကျွန်တော်တို့ယူကရိန်းဟင်ကာယူကရိန်းရုရှားဖြစ်ပြဿနာတွေရှိတယ်အစ္စရေးဂါဇာပြဿနာတွေရှိတယ်ဆိုတချို့ကလည်းတတိယကမ္ဘာစစ်ဖြစ်လာမလားဆိုပြီးတော့လေတောက်လျှောက်မေးနေကြတာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့ကုလသမဂ္ဂကတော့အခုဒီပါကစ္စတန်အိန္ဒိယနှစ်နိုင်ငံပြဿနာကိုအတက်နိုင်ဆုံး သိခံကြဖို့အတွက်နိုင်ဆုံးထိန်းသိမ်းကြအောင်ဆိုပြီးတော့တတိပေးထားတာရှိပါတယ်ဆိုတော့ဒီနိုင်ငံနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံစပွဲဖြစ်မလာစေဖို့ပဲမျှော်လင့်ရပါတယ်အဆောဆုံးတော့ဆင်ပြေကြတာအားလုံးကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ